မင်္ဂလာပါရှင်။ Zamni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြန်မာအမျိုးသားတို့ရဲ့တန်မိုးထားဝစ်စင်လေးရှိတဲ့မောင်ချက်တည်ရဲ့ကောင်းမောင်အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါရှင်။ င်ငံအသီးသီးလူမျိုးအသီးသီးဟာမိမိတို့အနေထိုင်ရာဒေသရဲ့ရာသီဥတုရေမြေတောတောင်တဘာဝရိုးရာဓလေ့ထုံးစံနဲ့အညီလိုင်ရောညီထွေဖြစ်စေမဲ့ဝက်စားဆင်ရမှုကိုသတ်မှတ်ဝစ်ဆင်ခဲ့ကြပါတယ်။အပူပိုင်းဒေသတွေမှာနေထိုင်သူတွေကတော့ရာသီဥတုနဲ့လိုင်ရောညီထွေဖြစ်အောင်လို့ပါလွာအေးများတဲ့အဝတ်အထည်တွေကိုဝစ်ဆင်လေ့ရှိပြီးအေးပိုင်းနေထိုင်သူတွေကတော့ထူထဲလုံခြုံတဲ့အဝတ်တွေကိုဝစ်ဆင်လေ့ရှိပါတယ်။ဒါကြောင့်မလို့ဝက်စားဆင်ရမှုဆိုတာဟာအဆက်အကြောင်းဖုံးလွှမ်းလုံခြုံရန်သာမကပဲရာသီဥတုတန်ကာကွယ်ဖို့အတွက်လည်းဝစ်ဆင်ကြတယ်လို့ဆိုရ မှာပါနောက်ပိုင်းမှာတော့ခေရဲ့အရင်ကျေးမှုခေရဲ့ရေစီးချောင်းနဲ့အညီဝက်စားဆင်ရင်မှုတွေကပြောင်းလဲလာခဲ့ပြီးတော့ဝက်စားဆင်ရင်မှုဆိုတာရာသီဥတုတန်ကိုကာကွယ်ဖို့နဲ့အဆက်အကျောက်ဖုံးလွှမ်းမှုအနေထားကနေခေရင်ကျေးမှုအရာလှပတင့်တယ်ရေးကိုလည်းအလေးထားလာခဲ့ပါတယ်မြန်မာနိုင်ငံဟာကမ္ဘာရင်ကျေးမှုစတင်ဖြစ်ထွန်းရာနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက်အဆိုပါနိုင်ငံကြီးများရဲ့ရင်ကျေးမှုတွေကလည်းအ ਨੇ နဲ့အများဆိုသလိုလှမ်းမှုမှုရှိနေပါတယ်အဲ့ဒီလိုလှမ်းမှုမှုရှိသလိုဗုဒ္ဓသာသနာထွန်းကားခြင်းနဲ့ကျုံဆုံနေ တဲ့အတွက်ဝစားစင်ရင်မှုပုံစံကရှေ့ရခင်ကတည်းကယဉ်ကျေးသိမ်မွေးလိမ့်မယ်လို့လည်းယူဆထားကြပြန်ပါတယ်။မြမတို့ဟာတပားသူတို့ရဲ့အတုကိုယူသည်ဆိုစီကမူမြမမှုတသက်ဖြစ်လာစေဖို့အထူးပြုလုပ်ဖန်တီးတဲ့အလေအထရှိတဲ့လူမျိုးတွေလည်းဖြစ်ပါတယ်။မြမတို့ဟာတပားသူတို့ရဲ့အတုကိုယူသည်ဆိုစီကမူမြမမှုတသက်ဖြစ်လာစေဖို့အထူးပြုပြင်ဖန်တီးထားတဲ့အလေအထရှိတဲ့လူမျိုးတွေလည်းဖြစ်ပါတယ်။မြမတို့ရဲ့ဝစားစင်ရင်မှုနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့အထောက်အထားတွေကတော့ပကံခိတ်ကကိုနေရံနေပေါ်ကနေရံစေးရေးပကြီးတွေကြောက်စာဥက္ခ ခွက်စာတောက်ဆက်လက်ရာတွေကနေတဆင်ခိုင်ခိုင်မာမာ ရှိပြီးဖြစ်တယ်လို့မှတ်တမ်းမှတ်ရာမရှိတဲ့ရှေးရခင်ကတဲ့ကဝစားစင်ရင်မှုတွေဟာရင်ကျေးတိမ်မွေ့မှုရှိတယ်လို့လည်းရာဇဝင်မှတ်တမ်းတွေကဆိုပါတယ်မြမယုံရဝစားစင်ရင်မှုနဲ့ပတ်သက်ပြီးတော့ရှင်ဘရင်တို့အုပ်စိုးစဉ်ကရှင်ဘရင်မိဘရမင်းညီမင်းသားမူမတ်စစ်တီရမန်ကုံတဲ့လေလုံးစင်ရသားဆိုပြီးတတ်မှတ်ခွဲခြားဝစ်ဆင်ခဲ့ကြပါတယ်မြမအမျိုးသားတို့ရဲ့ဝစားစင်ရင်မှုတွေထဲမှာတော့အောက်ပိုင်းအဝင်အထက်ပိုင်းအဝင်နဲ့ဦးခေါင်းပိုင်းဆိုပြီးတတ်မှတ်ထားမှုတွေလည်းရှိပါတယ်ဦးခေါင်းပိုင်းအစဉ်တစားတွေထဲမှာ တော့ခေါင်းပေါင်းစင်မြန်းခြင်းကလည်းအထူးကြတဲ့စင်ရင်ထုံးဖွဲ့မှုတစ်ခုလည်းဖြစ်ပါတယ်ခေါင်းပေါင်းကိုစင်ရသားများမှဘရင်မင်းမြတ်အထိအမျက်တနိုးထားကစင်ရင်ကြပြီးတော့ဦးခေါင်းကိုရစ်ပြီးပေါင်းရတဲ့အတွက်ဥယျာဉ်လိုလဲခေါ်ဆိုကြပါတယ်ခေါင်းမပေါင်းရမှာရန်ကုန်ဥယျာဉ်ဖြစ်စီဖော်ရွေးဖြစ်စီပေါင်းကြပါတယ်ဘရင်မင်းကြီးမင်းသားမူမတိုးကရန်ကုန်မအုပ်ဖဲဦးခေါင်းကိုရစ်ပတ်ခါခေါင်းပေါင်းကိုခွေရစ်ပြီးပေါင်းကြပါတယ်အထိခေါင်းပေါင်းကိုတော့ဘောင်းသို့မဟုတ်ဘောင်းတော်လို့ခေါ်ပါတယ်မင်းကြီးမင်းသားတို့ကရွှေကျင်ခတ်ဘဝဒါမှမဟုတ်ရွှေကျိုးခတ် က်ပဝါတွေကိုဝစ်ဆင်ကြပါတယ်ဗဒမြားနဲ့စီချဲထားတဲ့ဗဒမြားပေါင်းတော်နဝရက်ကိုးသွယ်စီချဲထားတဲ့နဝရက်ပေါင်းတော်ရွှေသားပေါင်းတော်စိန်တွယ်ပေါင်းတော်မြတွယ်ပေါင်းတော်တို့ကိုလည်းဆင်မြန်းကြပါတယ်ဗဂျင်နဲ့မင်းသားတို့ရဲ့ပေါင်းတော်မှာငွေကြီးပွင့်ကလေးတွေတက်ထားတယ်တစားတဲ့သောကောင်းပေါင်းကဦးကောင်းအနောက်မှာရှိပြီးအပေါ်တက်တဲ့မမတ်ထောင်လေးရရှိပါတယ်ကောင်းပေါင်းစတက်မတ်ချင်းကဖြောက်မတ်တီမတ်ချင်းကိုဖော်ညွှန်းခြင်းလည်းဖြစ်ပါတယ်မိညီမင်းသားမူမတ်တွေကကောင်းပေါင်းစ2000ပြီးပေါင်းကြပါတယ်မူကြီးမတ်ကြီးတို့ကဖြူစင်တဲ့ပိတ်သားရက်ထဲကိုလုံးရအ ောင်ခွေးရစ်ခါရောင်ကိုလှက်ပြီးစီရင်ကြပါတယ်။အတီလိုခေါင်းပေါင်းမျိုးကိုခေါင်းပေါင်းဖြူဖော်လုံးလို့လည်းခေါ်ကြပါတယ်။အရက်သားတို့ကရောင်ကိုအုံ၍ပေါင်းလေရှိပြီးတော့အုပ်ပေါင်းလို့လည်းခေါ်ဆိုကြပါတယ်။ကုန်းမောင်ခဲနှောင်းမိုင်မှာတော့ပြည်တွင်းဖြင့်အထယ်များသာမကဘဲနိုင်ငံသားဖြင့်ပဝါများကိုလည်းခေါင်းပေါင်းပြီးဆင်မြန်းလာကြပါတယ်။ပသိမ်မျိုးကိုအရက်ကုံသေးတွေယူဆောင်လာတဲ့ပိုးပဝါတွေကိုမင်းကြီးမင်းသားမှအစားလူအများကစီရင်လေးရှိပါတယ်။အဲ့ဒီခေတ်အခါတော့ငါကျိတ်ငှက်ယုံတရားခန့်မြရေးချေထားတဲ့ပိုးခေါင်းပေါင်းကိုကျိတ်တရားခေါင်းပေါင်းလို့လည်းခေါ်ဆိုကြပါ တယ်။ကိုလိုနီခေတ်ကိုရောက်လာတဲ့အခါမှာတော့ဘူစတောက်ကိုလူကြိုက်များလာပြီးတော့ရောင်နှုန်းအထုံးနှဲလာသလိုခေါင်းပေါင်းချင်းလည်းနှဲပါလာခဲ့ပါတယ်။1920ဝန်းကျင်မှာတက္ကသိုလ်ကျောင်းသားတွေကခေါင်းပေါင်းပေါင်းပြီးကျောင်းတက်တဲ့သူတွေလည်းရှိလာခဲ့ပါတယ်။အစရှိရှိခြားထားတဲ့အုပ်ပေါင်းဆိုင်ဆန်ပေါင်းနီနဲ့ခေါင်းမောင်ပေါင်းချင်းဖြစ်ပြီးတော့အတ္တိနီကိုတော့ဘီရေပေါင်းလို့ခေါ်ဆိုကြပါတယ်။1935ခုနှစ်ကဒုဗမာသခင်တွေကပင်နီဖြင်သဘက်ကိုဒုံနရွက်လို့တစထုပ်ပေါင်းလာကြပါတယ်။အလွယ်တကူပေါင်းနိုင်မှုအတွက်ဆက်ကူခံခေါင်းပေါင်းတဲ့နမူနာကို1900 1936ခုနှစ်ဖျားပုံမှာပြုလုပ်ခဲ့တဲ့သခင်များအစည်းအဝေးမှာဦးမြတင်ကပြသခဲ့ပါတယ်။အများစုနှစ်သက်တဲ့အတွက်အဲ့ဒီပုံစံကိုတော့သခင်တို့ကအသုံးပြုခဲ့ကြပါတယ်။1938ခုနှစ်မှာတော့အဲ့ဒီနီးကိုအများသုံးစေဖို့ဖြင်းတပတ်အစာပိုးပွားကိုသုံးကအညိတ်လာကြတယ်။လေပါရီမမြရင်အဖွဲမှာလူရှင်တော့ဓာန်ပေါက်နဲ့ညက်ကြီးကိုကြော်ညာစီပါတယ်။အဲ့ဒီလိုကြော်ညာတဲ့အတွက်ရက်ပိုင်းအတွင်းမှာအမစာများစွာရရှိခဲ့ပေမဲ့ခေါင်းရဲ့အတိုင်းအတာကိုယူပြီးလောက်ကင်ရတဲ့အတွက်လုပ်ငန်းကြံကြမှုတွေလည်းဖြစ်ပေါ်လာပါတယ်။အောက်က ခံအသုံးပြုတဲ့စက်ကူကလေလုံနဲ့အတွက်ကြိမ်ကိုခံပြီးအသုံးပြုလာခဲ့ရမှလူကြိုက်မှုလည်းမြတ်ပြလာခဲ့ပါတယ်။အထီးကောင်းပေါင်းကိုဥမြတင်ထုတ်တဲ့မြပိုးတဲ့အတိုင်းမှာမောင်းချက်တရေကောင်းပေါင်းအမည်နဲ့အစဉ်တစိုင်းထုတ်လုပ်ခဲ့ရမှာတော့ယခုအခါမှာမောင်းချက်တရေကောင်းပေါင်းဆိုတဲ့ဝေါ်ဟာရဟာကောင်းပေါင်းနဲ့ခွဲခြားမရတဲ့ဇာကအဖြစ်လဲလူသိများလာခဲ့ပါတယ်။မြမအမျိုးသားတို့ကဘာသာရေးဆိုင်ရာကိစ္စရပ်တွေပွဲလန်းသဘင်အခမ်းအနားတွေအစရှိတဲ့အရေးကြီးသောအခမ်းအနားတွေမှာမြမယဉ်ကျေးမှုအမွေနဲ့တရက်ဖြစ်တဲ့ပစိုးတိုက်ပုံနဲ့အတူမောင်းချက်တရေကောင်းပေါင်းကို မြမရင်ကျေးမှုအထွတ်အမြတ်ထားရာအဆောင်အယောင်တစ်ခုဖြစ်ယနေ့ထိတိုင်ဝစ်စားစင်ရင်မြေဖြစ်ကြောင်းကိုဂုံယူဝဲတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါရဲ့ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘ ഹു တုတဖြစ်ပွဲတမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်